ဟင်းသီးဟိမတ်တွေကိုဈေးရနေပြီးတော့ဝယ်လာတယ်။ဒီဟင်းသီးဟိမတ်တွေကိုအနေနဲ့ကင်းကင်းနဲ့အသုံးပြုဖို့အတွက်ဆိုရင်အခုကျွန်တော်ပြပြမဲ့အဆင့်60စီကို မစမီမီနေပြုလုပ်ပေးပါ။ပရမဆင်ကကြာတော့ဒီအရွက်တွေကိုမဆေးခင်မှာခြွေတာပဲဖြစ်ပါတယ်။အရွက်တွေဆိုလို့ရှိရင်တရွက်ချင်းခြွေပါ။တကယ်လို့ပုတ်နေတဲ့အပိုင်းတွေပါမယ်၊ဝါနေတဲ့အပိုင်းတွေပါမယ်ဆိုလို့ရှိရင်ဒါတွေကိုဖယ်ရှားပါ။အဲပြီးလို့ရှိရင်မလိုအပ်တဲ့အရိုးတွေကိုလွှတ်ပြပါ။ တကယ်လို့ခေါ်ပြီးပန်းပွင့်လို့ဟာမျိုးဖြစ်မဲ့ဆိုရင်เนาะဒါကိုကျွန်တော်တို့ဓာတ်နဲ့လှီးပြီးတော့ရေးစေးရမှာဖြစ်ပါတယ်เนาะဒီအဆင့်တွေကိုပြုလုပ်စေချင်ပါတယ်ဒီလိုမျိုးတရချင်းခြွေတာပဲဖြစ်ဖြစ်ဒီခေါ်ပြီးပန်းပွင့်လို့အရာကိုဓာတ်နဲ့လှီးတာပဲဖြစ်ဖြစ်ဒါတွေကဖုံနေအညစ်အကြေးတွေကိုထွက်စေတယ်အဲဘယ်ကလို့ဒီဟင်းသေးဟင်းရွက်တွေမှာအကောင်တွေရှိမဲ့ဆိုရင်လေဒီပိုးကောင်တွေကိုထွက်စေမှာဖြစ်ပါတယ်ဒါကပထမအဆင့်ဖြစ်ပါတယ် ဒုတိယအဆင့်အနေနဲ့ကကြတော့ရေးဆေးရမှာဖြစ်ပါတယ်အဲ့တော့ရေးဆေးခြင်းအဖြစ်ကျွန်တော်ကမတန်တဲ့အရာတွေထွက်သွားမှာဖြစ်ပါတယ်ဖုံရင်းအညစ်အကြေးတွေပိုးကောင်တွေဒါတွေထွက်သွားမှာဖြစ်ပါတယ်အရင်ဆုံးရေးရေးပန်းအောင်မှာဟင်းသီးဟွက်တွေကိုဆေးရမှာဖြစ်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာကောင်းတာကအရွက်တွေရဲ့ မျက်နှာပြင်ကိုလက်ချောင်းနဲ့တိတ်ချလေးပုတ်ပြီးတော့ဆေးကြောပေးပါဒါကအကျော်ဒီမှာကတ်နေတဲ့ဖုံတဲအညစ်အကြေးတွေပိုးကောင်တွေကိုပြောင်းစေပါတယ်ဒီလိုပြုလုပ်တာကရေစိမ်းနာထက်ကိုပို့ပြီးတော့အညစ်အကြေးတွေကိုဖယ်ရှားတဲ့နေရာမှာထိရောက်ပါတယ်ဒါကဒုတိယအဆင့်ဖြစ်ပါတယ်တတိယအဆင့်ကကြာတော့ပစ္စည်းတစ်ခုခုသုံးပြီးတော့ရေစိမ်းနာပဲဖြစ်ပါတယ် အသုံးပြုလို့ရတဲ့နှစ်မျိုးကိုကျွန်တော်ပြပြပေးပါမယ်။ပထမတစ်မျိုးကကြာတော့စားရည်ဖြစ်ပါတယ်။ဒါကိုပြုလုပ်ဖို့အတွက်ကရေတန့်1လီတာတဲ့ကိုစားထမင်းစားစုံနဲ့တစ်စုံထည့်ပါ။ရေတန့်ဆိုတဲ့နေရာမှာရေတန့်မှု1လီတာ300ရမလိုဘူး။ရေကတန့်နေဆိုရင်ကြာပါတယ်။ပြလို့ရှိရင်ဒီစားရည်တဲ့ကို ဟင်းသင်းဟိရွက်တွေကိုခုနကခြွေထားတဲ့ဟင်းသင်းဟိရွက်တွေကို5မိနစ်ကနေပြီးတော့7မိနစ်ခန့်စိမ်းထားပေးပါဒီလိုမျိုးစိမ်းထားပေးတာကဘက်တီးရီးယားတချို့ကိုသေစေပါတယ်အရွက်ထဲမှာတန်ကောင်တွေပူမွားတွေရှိနေမှာဆိုရင်ဒီအကောင်တွေကိုသေစေပါတယ်ပြီးရင်တချို့တော့ပိုးသက်စေအကျဉ်းကြံတွေကိုလည်းဖျက်ရှားပေးပါတယ်ဒုတိယတစ်မျိုးအကြတော့ဆလကရဲ့အသုံးပြုပြီးတော့ဈေးကြောတာစိမ်းထားတာဖြစ်ပါတယ် ဒီလိုပြုလုပ်ဖို့အတွက်ကရေတန်းဝလီတာလေးကိုရှာလကာရေကိုနှစ်စုံကနေသုံးစုံထည့်ပါပြီးလို့ရှိရင်ဟင်းသီးဟိဝဲတွေကို7မိနစ်ခန့်စိမ်းထားလိုက်ပါဒီလိုပြုလုပ်တာကလည်းပဲဘက်တီးရီးယားပိုးတွေပိုးသက်ဆေးတွေတချို့တော့မမြင်ရတဲ့ပိုးမွားတွေကိုသိစေပါတယ်ဒါပေမဲ့လေးခုမြောက်အချက်အနေနဲ့ကကြတော့သေချာ brush လိုမျိုးနဲ့ပွတ်တိုက်တာဖြစ်ပါတယ် တချို့အရာတွေအတွက်ကတော့ဒီလိုမျိုးပြုလုပ်တာပို့ပြီးတော့အဆင်ပြေပါတယ်ဥမာအဖြစ်အာလူးဟွန်လာဦးနီတခွားသီးပန်းသီးဒီလိုအရာတွေဖြစ်ပါတယ်ဒီလိုအသီးနှံတွေကိုလက်နဲ့ပုတ်တာထက် brush အသေးစားဥမာအဖြစ်သွားလိုက်တန်လိုမျိုးနဲ့ပုတ်တာကပို့ပြီးတော့ပြောင်းစီပါတယ်ဒီအခွန်တွေမှာကတ်နေတဲ့ ဖျောင်းနေအညစ်ကြေးတွေဖုန်နေပိုးမွားတွေကို brush ကိုအသုံးပြုတာကပို့ပြီးတော့ပြောင်းစီပါတယ်။ငါးခုမြောက်ကကြတော့ဒီအရွက်တွေကိုပြန်ပြီးတော့စေးကြောတာဖြစ်ပါတယ်။စားရည်ထဲမှာစိန်ထားတဲ့အရွက်ပဲဖြစ်ဖြစ်ဆလကာရည်ထဲမှာစိန်ထားတဲ့အရွက်ပဲဖြစ်ဖြစ်ဒါကိုရေနဲ့ပြန် ပြီးတော့စက္ကန့်20 30ပြန်ပြီးတော့စေးကြောရမှာဖြစ်ပါတယ်။ဒါကခုနက စိတ်ထားတဲ့စားရည်တွေဆရာကရည်တွေကိုပြောင်းစီမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့နောက်ဆုံး6ခုမြောက်အဆင့်အနေနဲ့ကအရွက်တွေအသီးတန်တွေကိုအ6ခံမှာဖြစ်ပါတယ်တန်းနဲ့စလုံးဖြစ်ဖြစ်ခွက်ဖြစ်ဖြစ်ဒီအရွက်တွေကိုထည့်ပြီးတော့ရေကိုတုံပြီးတော့အ6ခံမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့လို့လို့အသုံးပြုလို့ရပါပြီ ကြော်ချက်တာပဲဖြစ်ဖြစ်ပြုတ်တာပဲဖြစ်ဖြစ်ဟင်းချက်တဲ့နေရာမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်ပြပြမဲ့နီလန်ကကြတော့ပြောသွားတဲ့နီလန်ကကြတော့ဒါဟင်းသီးဟိဝက်တွေကိုအသုံးပြုတဲ့အခါမှာတန့်စင်စီတဲ့နီလန်ဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိရင်လားရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်